ဧပြီ22ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။စကိုင်းငလင်ကြီးကြောင့်စစ်ကောင်စီတပ်ဟာဧပြီ2ရက်ကနေ22ရက်အထိရှားကြီးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အထိနောက်ဒီနေ့မှာတော့သတ်မှတ်ကာလကိုဧပြီ23ရက်ကနေ30ရက်အထိတပတ်အသက်တမ်းတိုးလိုက်တယ်လို့စစ်ကောင်စီထပ်ပြီးထုတ်ပြန်လိုက်ပါတယ်ရှင်။ မြန်မာနိုင်ငံမှာဖြစ်အပြင်းကလင်းကြီးလှုပ်ခတ်သွားခဲ့ပေမဲ့လည်းနျူကလ িয়ার ဓာအပိဆက်ရုံငယ်တစ်ခုတီးဆောက်မဲ့အစီအစဉ်ကိုရှေ့ဆက်အကောင့်ထဲပေါ်သွားမယ်လို့ရုရှားဆိုရပိုင်ရိုစတမ်ကုမ္ပဏီကပြောပါတယ်။နိုင်ငံတကာလုံခြုံရေးနဲ့ယုံကြည်စိတ်ချရမှုဆန်ရအမြင့်ဆုံးစံနှုန်းတွေကိုလိုက်နာမှာဖြစ်ကြောင်းအဲ့ဒီထဲမှာငလင်းတန်ခန့်အစီအမံတွေလည်းပါဝင်မှာဖြစ်ကြောင်းပြောဆိုထားပါတယ်ရှင်။ April 20ရက်နေ့ကဒေသရင်မူရမှာခုံမှုတိုက်ဖြတ်ရေးအတွက်ဆင်နွှဲတဲ့စစ်စင်ရေးတွေအတွင်း ထိုင်းမြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့မူရီမာကိုအဖွဲ့တစ်ခုနဲ့ချင်းမိုင်မှာနှစ်ကြိမ်တိုက်ပွဲဖြစ်ပြီးမာကိုသမား2ဦးကိုရှင်းလင်းနိုင်ခဲ့ကြောင်းထိုင်းစစ်တပ်ကပြောပါရယ်။ဒါအပြင်မူရီစေဝါတွေထုတ်ပိုးထားတဲ့ဂျော့ဘိုအိတ်၅လုံးကိုပါသိမ်းဆည်းရမိခဲ့တာဖြစ်ပါရယ်ရှင်။တနင်္သာရီတိုင်းဒဝဲဒေသမှာ စစ်စင်ရေးတွေဆောင်ရွက်ဖို့အတွက်ဒေါနာစစ်ကြောင်းသုံးတက်ခွဲလေး6နဲ့ခွန် KNU တက်မဟာ6တက်ရင်20ခွန်မွန်ပြည်သက်ပါတီ AD မွန်ပြည်တော်လှန်ရေးတပ် MSRF ABSDF တက်ရင်တင်နဲ့တဝဲတက်တော် DNLA တို့ကတာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးပြီးစစ်ရေးအရာမဟာမိတ်ဖြစ်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုရရှိခဲ့ပါတယ်ရှင်။